စီးပွားရေးလုပ်ငန်းတစ်ခုကိုယနေ့အခါမှာရင်းနှီးမြှုပ်နှံသူတဦးကဲတို့ခြေတက်ဖို့လိုပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင် စီးပွားရေးဆိုတာရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဒါကြောင့်မလို့ every business is investment မှာစီးပွားရေးလုပ်ငန်းတိုင်းကရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်စီးပွားရေးလုပ်ငန်းတိုင်းကိုကျွန်တော်ရှုထောင့်နှမျိုးကနေရှုမြင်သုံးသပ်လို့ရပါတယ်။တစ်ခုကဘာလဲဆိုလို့ရှိရင် operating လို့ခေါ်တဲ့လုပ်ငန်းလေပတ်ရာကနေလေပတ်တဲ့ရှုထောင့်မှာ ဝယ်မယ်ရောင်းမယ်ထုတ်လုပ်မယ်ရောင်းမယ်မြတ်တယ်ပေါ့ဗျာတစ်ဖက်ကတော့ investment လို့ခေါ်တဲ့ရင်းနှီးမြှုပ်နှံမှုရှူတောင်းဖြစ်ပါတယ်ဒါကြောင့်မို့လို့စီးပွားရေးလုပ်ငန်းကိုနှစ်ပိုင်းအမြဲတမ်းခွဲကြည့်လို့ရနိုင်ပါတယ်တစ်ပိုင်းကဘာလဲဆိုလို့ရှိရင် trading profit နဲ့နောက်တစ်ပိုင်းက investment profit ဖြစ်ပါတယ် trading profit ဆိုတာကတော့ရှင်းတယ်ကိုကထုတ်ကုန်ပစ္စည်းတစ်ခုကို10သိန်းနဲ့ဝယ်တယ်12သိန်းနဲ့ရောင်းမယ်နှစ်သိမ်းမြတ်တယ်ပေါ့ဗျာအကျန်းအဖြစ်အဲ့တော့ဒါဒီဘာလဲဆိုလို့ရှိရင်ကျွန်တော် operating အမြတ်ဖြစ်ပါတယ်လုပ်ငန်းလေပတ်မှုကနေဒါမို့လဲရောင်းဝယ်မှုကနေမြတ်တဲ့အမြတ်ပေါ့ဗျာ တစ်ဖက်မှာဒီနှစ်သိမ့်မြတ်တယ်ဆိုပေမဲ့ပြန်ဝယ်တဲ့အနေအထားမျိုးမှာကို70သိန်းနဲ့ရောင်းခဲ့တဲ့ဟာကကိုနှစ်သိမ့်မြတ်ပြီဆိုပြီးတော့မှဟလာ72သိန်းနဲ့ရောင်းလို့နှစ်သိမ့်မြတ်ပြီဆိုတော့ပြန်ဝယ်တော့15သိန်းဖြစ်သွားတယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့က investment mind ဆိုင်ရာမှာရှုံးတယ်လို့ပြောလို့ရပါပါပြီကျွန်တော်တို့ဥမာရွှေကိုပဲကြည့်ကြပါစို့ကိုကရောင်းတော့ကတော့အရောင်းဝယ်မှာတော့ကိုကမြတ်နေတယ်ဒါပေမဲ့လည်းပြန်ဝယ်တဲ့အချိန်မှာဝယ်လို့မရတော့တဲ့အနေအထားမျိုးမှာကိုရင်းထားတဲ့ရွှေပိတ်တဲ့ချိန်ကတဖြည်းဖြည်းနဲ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 သွားတယ်ဆိုလို့ရှိရင်တော့ ဒီမှာကိုယ့်ရဲ့ရင်းနှီးမြုပ်နှံမှုတစ်ခုက plus ပြမယ်အစား minus ပြနေပြီလို့ကျွန်တော်တို့ပြောလို့ရနိုင်ပါတယ်။တစ်ဖက်မှာလည်းပြောင်းမြန်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။နော်ကိုကအယောင်းဝယ်မှာရှုံကောင်းရှုံနေနိုင်ပါတယ်။ဆိုကြပါစို့ကိုယ့်ရဲ့လုပ်ငန်းကြီးစီးပွားရေးကောင်းလားဆိုတော့မကောင်းဘူး။ဒါပေမဲ့ဖြစ်ချင်တော့ကိုယ်ဝယ်ထားတဲ့ inventory တွေပစ္စည်းတွေက အမျက်တွေတက်နေတယ်နှစဖြစ်သွားတယ်သုံးစဖြစ်သွားတယ်လေးစဖြစ်သွားတယ်ဒါမှမဟုတ်လေကိုဝယ်ထားတဲ့ inventory မဟုတ်ရင်တော့မှကိုကအသုံးပြုဖို့အတွက်ဆက်ယုံဆောက်ဖို့အတွက်ဝယ်ထားတဲ့မြေကြီးကနှစဖြစ်သွားတယ်သုံးစဖြစ်သွားတယ်ငါးစဖြစ်သွားတယ်ဆိုတဲ့အနေအထားမျိုးမှာရင်းနှီးမြှုပ်နှံမှုရှုထောင့်ကနေမျက်ကောင်မျက်နိုင်ပါတယ်ဒါကြောင့်မလို့စီးပွားရေးလုပ်ငန်းတစ်ခုဒီအယောင်းဝယ်မှာမျက်ပင်မဲ့ရင်းနှီးမြှုပ်နှံမှုမှာရှုံကောင်းရှုံနိုင်တယ်အယောင်းဝယ်မှာရှုံးပင်မဲ့ ယင်းနီးမြုပ်နှံမှုမှာမျက်ကောင်မျက်နိုင်တယ်အဲ့ဒီလိုပဲကျွန်တော်တို့အယောင်ဝယ်ကောယင်းနီးမြုပ်နှံမှုကောမျက်ကောင်မျက်နိုင်တယ်လို့အယောင်ဝယ်မှာလည်းရှုံယင်းနီးမြုပ်နှံမှုမှာလည်းရှုံအောင်ရှုံနိုင်ပါတယ်အဲ့ဒီကလေးကတေချာနေပါပြီကျွန်တော်စီးပွားရေးလုပ်ငန်းတစ်ခုဆိုတာအယောင်ဝယ်တစ်ခုလည်းမဟုတ်ဘူးဆိုတဲ့အချက်ပဲဖြစ်ပါတယ်အဲ့တော့စီးပွားရေးလုပ်ငန်းတစ်ခုဒီအယောင်ဝယ်တစ်ချက်ပဲမဟုတ်တဲ့အနေအထားမျိုးမှာကျွန်တော်တို့ကအယောင်ဝယ်အရှုံးမြတ်ကိုပဲကြည့်လို့မရတော့ဘဲနဲ့ယင်းနီးမြုပ်နှံမှုအရှုံးအမြတ်ကိုပါကြည့်ရတော့မယ်ဆိုတဲ့အနေအထားပဲဖြစ်ပါတယ် ထူးသဖြင့်ကျွန်တော်တို့ငွေကြေးဖောင်းပွားမှုနှုန်းမြင့်တဲ့အချိန်အခါမျိုးမှာဆိုလို့ရှိရင်ပို့ပြီးတော့မှတည်ကြတာကစီးပွားရေးဆိုတာယင်းနှမြုံနှံမှုတစ်ခုပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့စီးပွားရေးလုပ်ငန်းရှင်တယောက်အနေနဲ့ကစီးပွားရေးကိုယင်းနှမြုံနှံသူတူကဲ့သို့ကြည်တတ်မြင်တတ်ဖို့ဆိုတာ အရေးကြီးလာပါပြီ။ဒါကြောင့်မို့လို့ကျွန်တော်စီးပွားရေးလုပ်ငန်းရှင်တယောက်အနေနဲ့ကအရင်တော့ကအယောင်းဝယ်အချိုးမြတ်တွေကိုပဲကြည်ရာကနေယင်းနီးမြုံနံမှုဘိုင်းဆိုင်ရာ အတွက်အချက်တွေယင်းနီးမြုံနံမှုဘိုင်းဆိုင်ရာရှုမြင်သုံးသက်ချက်တွေယင်းနီးမြုံနံမှုဘိုင်းဆိုင်ရာ စီစစ်မှုတွေပြုလုပ်တတ်ဖို့ဆိုတာကလည်းလိုအပ်လာတဲ့အနေထားတစ်ရက်ပဲဖြစ်ပါတယ်။ဒါမှလည်းကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းကိုကိုယ်အနေနဲ့ အရှုံးမြတ်ဘက်ကလည်းကြည်နိုင်တယ်လို့ယင်းနီးမြုံနာမှုဘက်ကလည်းကြည်နိုင်မှာပဲဖြစ်ပါတယ်အဲ့တော့တခုခုရသွားလိမ့်မယ်လို့ယုံကြည်ပါတယ်ခင်ဗျာကျေးဇူးများတင်ပါတယ်နောက်ထပ်ဗီဒီယိုများမှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာ